ဝယ်တက်ကြီးတို့အားလုံးကျွန်တော်တို့ရန်ကုန် Insight Channel ကနေပြန်ပြီးတော့ជួយလိုက်ပါတယ်ဒီနေ့တက်ဆက်ပြီးမဲ့အကြောင်းတော့ထွက်တာကနှစ်နှစ်ကျော်နေပြီဖြစ်တဲ့ C-band network အကြောင်းလေးကိုတက်ဆက်ပေးချင်ပါတယ်ဒီ C-band network ကထွက်လာတာကျွန်တော်ကပိုင်းနဲ့ပုံစံတွေဆိုပြီးတော့လူများကြားမှာတောက်ခက်ခဲ့တဲ့ crypto mining application တခုဖြစ်ပါတယ်အဝိုင်း Telegram mining နဲ့ပေါ်လာမှာဒီ mining ကလည်းလူတီလူတုံးနေပါဘောနော် ဒါမှမဟုတ်ကျွန်တော်စော်ဝဲရဲဝင်မယ်ဝင်ရဟိုမိတိုင်းကျွန်တော် register လုပ်မယ်မကျွန်တော် email ထည့်မယ်ပြီးရင် password အဲ့ထည့်ပေးမယ် ဟုတ်ကဲ့ကျွန်တော်တို့ email တို့တော့ mail လေးတစ်ခုပို့ပါလိမ့်မယ်အဲ့ဒါကိုကျွန်တော်ဝင်ပြီးတော့သူပြောတဲ့ link နဲ့ဝင်ပြီးရပါလိမ့်မယ် link နဲ့ဝင်မြန်ကျွန်တော် application နဲ့ပြန်ဝင်မယ်အဲ့ကြရင်ကျွန်တော်တို့ရဲ့ account လေးရပါပြီဖြစ်ပါတယ် ျွန်တော်တို့ရဲ့နာမည်ပြည်စုံရဲထည့်ပေးလိုက်မယ်ပြီးရင် user name ထည့်ပေးအဲကျွန်တော်တို့တနေ့တစ်ခါဝင်ပြီး mine ပေးရင်ရပါတယ်ဒီ CPAN ကဒီ mine နဲ့ rate ကလည်းများတယ်ရရတဲ့ rate ကလည်းတော်တော်များပါတယ် ်အတူရဲ့စီပန်နိုးနဲ့တဆိုင်ရဲ့တည်တင်းတွေဖြစ်ပါတယ်။သူက KYC လေးတင်ခိုင်းပါတယ်ပြီးတော့ BSC Wallet Assurance နဲ့လည်းသူကချိတ်ခိုင်းပါတယ်။ဒါပေမဲ့သူကခုလို့စေ Wallet နဲ့ပတ်သက်တာအရေးတိတ်တော့မရှိသေးဘူး။ခရာနည်းနည်းကြော်နေပြီး community ခိုင်းနေတော့ကျွန်တော် send လုပ်စေချင်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲ။ Summon issue အပိတ်ကြရတော့ကျေးဇူးတင်ပါတယ်။ ပရိသတ်ကြီးအားလုံးကိုကျွန်တော်တို့ရန်ကုန် excite channel ကနေတက်ပြီးချူလိုက်ပါတယ်။ link display မှာကြောင်းကတော့ comment sorry နဲ့ message ပေးချင်ပါတယ်။ဒီ software လေးကထောက်ထားတော့တိတ်မကြေးပါဘူး user ရဲ့နေတွေတော့ခုချိန်စမ်းလို့မဆိုင်တော့နေပါလိမ့်တယ်။ဒီကောင်းလေးက crypto mining application တို့ဖြစ်ပြီးတော့ user ကသတင်းကြော်သွားပါပြီ။အများစုကတခြားနိုင်ငံရဲ့ user တွေများပါတယ်။မြန်မာနိုင်ငံမှာဒီ software လေးကိုလူတင်နေတယ်ပါလေ။ ဆိုတော့ software တောင်းပြရတယ် software တွေဝင်မယ်အပြင်ရကျွန်တော်ကောင်းဖွင့်ခိုင်းပါလိမ့်မယ်ဝင်းရအောင်ကောင်းဖွင့်ဖို့များလေးပါဘူးကျွန်တော်တို့ရဲ့ email နေပဲကောင်းဖွင့်ကိုရောက်မှာဖြစ်ပါတယ် ညာကျတော့ home လေးကိုရောက်ပါပြီအဲ့ကျရင်ဒီ clock လေးနှိပ်ပေးတာနဲ့သူကစပြီးတော့မိုင်းပါပြီဒီနေ့ကိုတခါဝင်ပြီးတော့နှိပ်ပေးရပါတယ်ကျွန်တော်ရဲ့ဝေါ်လေပါကျွန်တော်ရဲ့ကျွန်တော်မှာ တစ်ဆယ် comment ရှိပါတယ်ဒါမှ USD နေနဲ့ကြာတော့သူကဈေးမထွက်တဲ့အတွက်မပြရသေးပါဘူးဒီ comment list ချိန်တာဈေးတော့ရင်ပြီးမှ USD နေနဲ့လည်းပေါ်နေပါလိမ့်မယ်ကျွန်တော်ရဲ့ဝေါ်ကန်နဲ့ state လို့ရပါတယ်ဒါပေမဲ့ဒါဆိုရထွက်တာတိတ်မကြားသေးတဲ့အတွက်ဒီ fashion money ကတော့မရနိုင်ပါဘူးဟုတ်ပါဒီနေ့အကြောင်းအရာတွေကတော့ဒီလောက်ပါပဲအဆုံးဖြတ်ချက်အပိတ်ချိုင်းအတွက်ကျေးဇူးတင်ပါတယ်